ောင်းအိုကြည်ဘွားကနေအနာယူပြီးကိုပိုင်စီပွားရေးလုပ်ခဲ့တာကြောင့်တနေ့အတွင်းသိန်းတစ်ထောင်စုမိသွားခဲ့တဲ့ဆယ်လေးအုပ်စုကျောင်းအိုကြည်ဘွားကနေအနာယူပြီးကိုပိုင်စီပွားရေးလုပ်ခဲ့တာကြောင့်တနေ့အတွင်းသိန်းတစ်ထောင်စုမိသွားခဲ့တဲ့ဆယ်လေးအုပ်ကြီးဆယ်လေးအုပ်ကြီးကတင်းနှစ်တွေအတော်တွေမှာနာမည်ကြီးလာခဲ့တဲ့ဆယ်လေးတယောက်ဖြစ်ပြီးအခုချိန်မှာစီပွားလုပ်ငန်းရှင်အဖြစ်အောင်မြင်နေပါပြီအလေတန်းကျောင်းအိုဆရာမကြီးတယောက်ဖြစ်ခဲ့ရာကနေဆယ်လေးဖြစ်သွားလို့ဆယ်လေးအုပ်ကြီးဆိုတဲ့ ဒီနမိတ်ကိုရသွားခဲ့တာပါအလေတန်ကျောက်ဥစီယာမကြီးဒေါ်ဣရွှေစင်ဘွားကနီအလုပ်ထွက်လိုက်တာကြောင့်သူ့နှမျောကြပေမဲ့အခုတော့ဆယ်လီအုပ်ကြီးကတနေ့အတွင်းမှာတင်းတထောင်ပိုင်ဆိုင်သွားပြီလို့ဆိုပါရီဆယ်လီအုပ်ကြီးရဲ့အမျိုးသားကလည်းစစ်တပ်မှာရာသူကြီးသူတရားဖြစ်ပေမဲ့ခွာရှင်ခဲ့ပါရီတမင်လေးကိုတော့သူ့ကိုပိုင်အစွမ်းအစားနဲ့ဆောင်းလျှောက်ပြီးစားတောက်ကုန်လုပ်ငန်းကိုလုပ်ကိုင်ခဲ့တာပါအဲ့နောက်တက်တလျှောက်မှာဆယ်လီအုပ်ကြီးက15နှစ်လုံးဝန်ထမ်းလိုက်ခတ်မှပဲနေခဲ့ရပြီလက်ထဲမှာတင်းတရားတော့ ကိုင်းခဲ့ဘူးပါဘူးသူရဲ့ခင်ပွန်းတဲကိုတိမခံနိုင်တော့လို့ကွာရှင်ပြည်ရဲ့နောက်စားတော့ကုန်လုပ်ငန်းလုပ်ခိုင်းရကနေအခုဆိုရင်တနေ့အတွင်းသိန်းတထောင်ကိုင်းနိုင်တော့ပါပြီတယောက်တည်းတောက်ပနိုင်တဲ့ဖုန်ကန်ရှင်မန်သာတီးခင်စကားတွေကလည်းမယူပါဘူးတယောက်တည်းပဲနေပါလေလေယူခဲ့မိတာကိုနောက်တရပြီမဲ့တမလီတယောက်မွေးခဲ့တာကတော့လောကနောက်တမရဘူးရှင်ဆိုရဲဆယ်လေးအုပ်ကြီးကတတိမကြီးတယောက်ဖြစ်သွားပါပြီ အလေတန်းကြောက်ကြီးဘွားကနေအလုပ်ထွက်ခဲ့လို့သူတို့နှမျောကြပြီမယ်လေကိုပိုင်ရည်ချင်းနဲ့စားတော့ကုန်လုပ်ငန်းကိုတည်ထောင်ခဲ့ပါရီအစပိုင်းမှာတော့ဆေးလီအုပ်ကြီးအောင်နေစားစရာတွေကအယောင်အဆင်မရှိဘူးစားကျင်စရာ မကောင်းဘူးဆိုပြီးဝေဖန်ခဲ့ကြပါရီဒါပေမဲ့သူတို့ဝေဖန်တဲ့အရာတွေကိုပြုပြင်ရင်းနဲ့အောင်မြင်လာပြီအခုဆိုရင်တော့နိုင်ငံခြားကိုပါတင်ပို့ရတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။အရာပကံလေးတွေနဲ့အစတော့ရောင်းရကနေနေစင်တင်ပေါ်နေရတဲ့လုပ်ငန်းဖြစ်လာပါတယ်။ဆေးလီအိုချီကသမီးအတွက်နဲ့ယက်တီရပြီမဲ့လေစိတ်တက်ကတော့ခိုင်မာကျူဖြစ်လို့အွန်လိုင်းမှာရောင်းကောင်းနေရောမခဖျားဖို့မျိုးမှလည်းစံလေးကိုဖွင့်လိုက်နိုင်တော့ပါပြီ။ဝန်ထမ်းတွေကိုလည်းခေါ်ကြပြီးနေစင်တင်ရချင်းရောင်းရတဲ့လုပ်ငန်းဖြစ်လာခဲ့ပါတယ်။တခြားလည်းဆေးလီအိုချီကတနည်းအတွက်မှတင်းတထောင်ခန့်စုမိသွားတာပါ။ အလောက်ကနေထွက်လိုက်ပြီးတဲ့နောက်မှာဆယ်လီအိုဂျီကစားတော့ဆိုင်လေးကိုလည်းဖွင့်လစ်ထားပါသေးတယ်။သူရဲ့ဆိုင်လေးကိုဖျော်ပုံမျိုးမှဖွင့်လစ်ထားပြီးဒုတိယစီးပွားရေးလုပ်ငန်းဖြစ်လာပါတယ်။ဖျော်ပုံမျိုးမှနေတဲ့ဆယ်လီအိုဂျီကရေထွက်အစားစာရီကိုရောက်ကြတာဖြစ်ပြီးဈေးကလည်းချုံနေလို့အားပေးကြသူတွေလည်းများပါသေးတယ်။စားတော့ကုန်လုပ်ငန်းနဲ့ဆက်ဆက်တဲ့စားတော့ဆိုင်လေးကို လူတိုင်းစားနိုင်တဲ့ဈေးနဲ့ပဲဖွင့်လှစ်ကြပါတယ်။နောက်ပိုင်းမှာတော့ဆယ်လီအိုဂျီကလုပ်ငန်းတွေကိုထပ်မံထိုးချဲ့သွားမှာပါ။တချင်ကရာသူရှိတဲ့ဆရာမကြီးတယောက်ဖြစ်လို့ရာသူကိုဆွလို့ရပြီမဲ့သူ့အတွက်တော့ရွေးချယ်မှုကမှန်ကန်သွားပါတယ်။ကမွန်တဲကိုလည်းပြတ်သားလိုက်ပြီးဖြစ်ပြီးအရာရှိကတော်ဆိုတဲ့နာမည်ကိုလည်းမမတ်တော့ပါဘူး။တကူရဲတောက်ပနိုင်တာဖြစ်လို့ဆယ်လီအိုဂျီကကွာရှင်သွားတဲ့ခင်ပွန်းတဲ့နှမျောလောက်အောင်ချစ်ခင်သူတွေလည်းပေါ်များနေပါတယ်။ ကျောင်းဂျေဘွားကနေအလုပ်ထွက်လိုက်တဲ့အချိန်မှာမလွတ်တက်မကင်တဲ့ဖြစ်သွားမယ်လို့ထင်မိမဲ့စိတ်သက်ခိုင်မာတဲ့အမျိုးသမီးဖြစ်ခဲ့ပါရယ်။ရာသူမရှိတော့လို့အခေါ်ပေါ်မပြောချင်တဲ့သူတွေကိုကြုံခဲ့ရပေမဲ့ဆေးလေးအုပ်ကြီးကိုအခုချိန်မှာတော့ပြန်လည်အားကျနေရပါရယ်။ကျောင်းဆရာမဂျေဘွားကနေအလုပ်ထွက်ပြီးနောက်တနေ့အချိန်မှာတိုင်းတထောင်စုမိသွားတဲ့ဆေးလေးအုပ်ကြီးပေါ်ဘလို့များထင်မြင်လဲဆိုတာပြည်တဲ့ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်နော်။ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။